တမတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့်ဗိုလ်ချုပ်မွေးကြီးမင်းအောင်လှိုင်သည်ဖေဖော်ဝါရီလ၁ရက်နေ့ကနိုင်ငံ၏ရွေးကောက်ခံအစိုးရကိုစစ်တကဖျောက်ချသော အာဏာသိမ်းမှုတွင် အများပြည်သူ မြင်ကွင်းသို့ထွက်ပြရသည်သို့တော်သူသည်တကိုယ်တော်အာဏာသိမ်းခဲ့ခြင်းမဟုတ်ပေသူ၏ရခင်ဆရာသမားဗိုလ်ချုပ်မွေးကြီးဟောင်းတန်းရွှေတမရာဦးသိန်းစိန်နှင့်အခြားသောလောဘကိမ်းမဲ့များကသူ၏လောက်ရက်ကိုတန်တရားရှိစေရာမလိုတော့အောင်ထောက်ခံအားပေးခဲ့ကြသည် ၎င်းတို့အားလုံးသည်စေအာနာသိမ့်မှုကထူထောင်ရန်ကြိုးစားသည့်လမ်းကြောင်းကို ပြင်ဆင်ရာတွင်အခန့်ကဏ္ဍတစ်ခုမှပါဝင်နေကြသည်စစ်အုပ်စုထူထောင်ရန်ကြိုးစားသည့်လမ်းကြောင်းမှာ၎င်းတို့စစ်တပ်သည်နိုင်ငံရေးစနစ်တွင်ရှုတ်ကင်လွှမ်းမိုးမှုကိုသာမကစစ်တပ်သည်မြန်မာလူအဖွဲ့အစည်းတွင်ဩဇာအကြီးမားဆုံးအဖွဲ့အစည်းအဖြစ်ကိုလည်းဆက်လက်ထိန်းသိမ်းထားရန်ဖြစ်သည် ပြည်တော်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ USDP သည်နောက်ဆုံးကျင်းပသည့်2020နိုဝင်ဘာရွေးကောက်ပွဲတွင် လွတ်တော်ကိုယ်စားလှယ်နေရာများဤ25ရာခိုင်နှုန်းအနိုင်ရခဲ့ရင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်အာဏာသိမ်းခဲ့မည်မဟုတ်ပေထို့သောဖြစ်ခဲ့ရင်ရွေးကောက်ပွဲရှုခင်းမှာလွတ်တော်နေရာအားလုံးဤ25ရာခိုင်နှုန်းရှိသောတက်မတော်သားကိုယ်စားလှယ်များကိုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ခန့်မည် USDB ကိုယ်စားလှယ်များအနိုင်ရသော25ရာခိုင်နှုန်းသို့မဟုတ်ထို့ထက်များပြားသောလွတ်တော်နေရာများနှင့်ပေါင်းလိုက်သောအခါစစ်တပ်ကအပြည့်အဝထိန်းချုပ်ထားသည့်အစိုးရတရက်ကိုဖွဲ့စည်းနိုင်မည်ဖြစ်သည်

တကူတော့အာနာသိမ့်မှုမဟုတ်ပါဆိုတဲ့2021ခုနှစ်အောက်တိုဘာလကရေးသားခဲ့တဲ့စောင်းပါတဲ့ပုဂ္ဂိုလ်ဖတ်ပြပြီးမှပဲဖြစ်ပါတယ်။ USDB ကိုယ်စားလှယ်များအနိုင်ရသော25ရာခိုင်နှုန်းသို့မဟုတ်ထို့ထက်များပြားသောလွတ်တော်နေရာများနဲ့ပေါင်းလိုက်သောအခါစစ်တပ်ကအပြည့်အဝထိန်းချုပ်ထားသည့်အစိုးရတရက်ကိုဖွဲ့စည်းနိုင်မည်ဖြစ်သည်။ထို့သောသောအခြေအနေအောက်တွင်မြည်သည့်စစ်အာဏာသိမ်းမှုမျိုးမှပေါ်ပေါက်မည်မဟုတ်ပေ။မင်းအွန်လိုင်းသို့မဟုတ် USDB ဥက္ကဋ္ဌမြည်သူတမရဖြစ်တဲ့သည်ဆိုသောကိစ္စမှာ စစ်တပ်နှင့်သူ၏လက်ဝေကံပါတီအကြားအတွင်းရေးကိစ္စများသာဖြစ်ခဲ့ပြီးသို့သော USDP သည်လှော်တော်ကိုယ်စားလှယ်နေရာများ၏၆တသမ၄ရာခိုင်နှုန်းသာအနိုင်ရပြီးအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနောက်တစ်ကြိမ်တောင်ပြိုကမ်းပြိုနိုင်ကပြည်ထောင်စုလွှတ်တော်မှရွေးကောက်ခံနေရာများ၏၈၃ရာခိုင်နှုန်းကိုအနိုင်ရသည်နောက်ဆုံးတွင်ထိုရလက်သည်စစ်တပ်တစ်ခုလုံးအနေဖြင့်အတွက်သာမကတားဆီးခံလိုက်ရသောသူ၏ပုဂ္ဂလိကရီမန်းချက်ကိုအဖက်ဆယ်ရန်အတွက်ပါ မင်းအောင်လှိုင်အားအာဏာသိမ်းမှုဖြစ်စေခဲ့သည်သူထို့သောမလောက်ပါကဒုတိယတပ်တန်းဖြစ်သော2021ခုနှစ်မှ2026ခုနှစ်အထိကာလတွင် NLD သည်နိုင်ငံရေးတွင်စစ်တပ်၏အခမ်းအနားကိုမိမ့်မိန်ပြုလုပ်ခြင်းအပါအဝင်နိုင်ငံ၏မွေးကင်းစဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုခိုင်မာအောင်လုပ်တော်မူဖြစ်သည်ထို့သောသောရည်မှန်းချက်အတွက်အသည့်ရွေးကောက်ခံရသောအယက်သားအစိုးရအခြားနိုင်ငံရေးအင်အားစုများနှင့်ပုံမှန်လွတ်လပ်သောနိုင်ငံရေးပတ်ဝန်းကျင်တွင်လှုပ်ရှားပြီး NLD ပထမတပ်တန်းအတွင်းကလှုပ်ခဲ့သည့်အတိုင်းစစ်တပ်စိတ်တိုင်းကြရေးဆွဲထားသည့်2008ဖွဲ့စည်းပုံပြင်ဆင်ရေးကိုဆက်လက်တွန်းအားပေးကြမည်ဖြစ်သည်။နိုင်ငံရေးအယူဝါဒနိုင်ငံရေးနှင့်ပတ်သက်လည်းမြန်မာစစ်တပ်၏အယူဝါဒမှာ၎င်းတို့၏ဥဆောင်မှုအခန့်ကဏ္ဍကိုထိန်းသိမ်းထားရေးဖြစ်သည်။ထိုလမ်းကြောင်းသည်တရားဝင်အားဖြင့်2008ခုနှစ်စတင်သည်ဟုမိမိတို့ပြောနိုင်သည်။ထိုစဉ်ကဗိုလ်ချုပ်မှုကြီးတန်းရွှေဦးဆောင်သည့်ရခင်စစ်အုပ်စုသည် ၎င်းတို့၏ဒီမိုကရေစီမကြသောဖွဲ့စည်းပုံကိုအတည်ပြုနိုင်ခဲ့ကြသည်၎င်းတို့ဖွဲ့စည်းပုံ၏အခြေခံမူများအနက်တစ်ခုကိုပုံမှန်6စာလုံးတွင်အထင်အရှားဖော်ပြထားသည်နိုင်ငံတော်၏အခြေခံမူများမှာနိုင်ငံတော်သည်နိုင်ငံတော်၏အမျိုးသားနိုင်ငံ၏အခွင့်အရေးတွင်တက်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးကိုအစဉ်တစိုက်ဥတည်သည်ဟုထိုပုံမှန်တွင်ဖော်ပြထားသည်မြန်မာသမိုင်းတွင်ပထမဆုံးအကြိမ်ဖြစ်စစ်ဗိုလ်ချုပ်များသည်၎င်းတို့၏နိုင်ငံရေးရည်မှန်းချက်ကိုဖွဲ့စည်းပုံအခြေခံဥပဒေတွင်အတည်လင်းထည့်သွင်းလိုက်သည် ထိုလုံးရက်သည်စစ်တပ်၏အသာစီးယူခြင်းကိုဥပဒေအဖြစ်တရားဝင်ထည့်သွင်းလိုက်ခြင်းနှင့်တက်မတော်သည်စံချိန်မီတက်မတော်သို့မဟုတ်စစ်သားပိတာသောတက်မတော်ဖြစ်သည်ဆိုသည့်ဟန်ဆောင်မှုကိုစွန့်လွတ်လိုက်ခြင်းဖြစ်သည်ဟုတတ်မှတ်နိုင်သည်ထိုကဲ့သို့သောပုံမှန်မျိုးရခိုင်ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်ခုတွင်ပါဝင်ခြင်းမရှိပေနိုင်ငံလွတ်လပ်ရေးမရမီ1948ခုနှစ်ကရေးဆွဲသည့်ဖွဲ့စည်းပုံနှင့်သမဂ1984ခုနှစ်တွင်အာနာရှင်ဗိုလ်ချုပ်နေဝင်ရေးဆွဲသည့်ဒုတိယဖွဲ့စည်းပုံနှင့်ပင်ထိုသို့သောပုံမှန်မျိုးမပါဝင်ပေ နောက်ထောင်ချေဖွဲ့စည်းပုံသည်စစ်တပ်နှင့်စစ်တပ်အကြီးအကဲကိုအထူးအာဏာများပေးအပ်ရုံသာမကသွင်းပြင်းလက္ခဏာများအားလုံးတွင်စစ်တပ်ကိုအသာစီးပေးသည်တနည်းအားဖြင့်ဆိုပါကစစ်တပ်၏နိုင်ငံရေးအယူဝါဒကိုနန်းတင်ထားခြင်းဖြစ်သည်ပြီးသူကနှင့်အကောင့်တဲ့ဖော်သူများနောက်ထောင်ချေဖွဲ့စည်းပုံသည်၎င်းတို့အပေါ်စတင်ဖိစီးလာသည့်ခြေကြသောပြည်တွင်းပြည်ပဖိအားများမှလොမြောက်ရေးတင်းနေကဗျူဟာ၏တစိ့တစ်ပိုင်းဖြစ်သည်ပြည်ပဖိအားများတွင် 1986ခုနှစ်ကနိုင်ငံတော်ဝင်ဒီမိုကရေစီအရေးတော်ပုံအပြီးအစောပိုင်းဆယ်စုနှစ်များကအာဏာသိမ်းမှုနှင့်ထိုနောက်တွင်ဆက်လက်ကျူးလွန်သည့်ဗျောင်ကြားသောလူ့အခွင့်အရေးချိုးဖောက်မှုများအတွေ့စစ်အုပ်စုရင်ဆိုင်နေရသည့်အနောက်နိုင်ငံများ၏အရေးယူပိတ်ဆို့မှုများလည်းအပါအဝင်ဖြစ်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေသည်စစ်တပ်၏တရားဝင်စကားလုံးအရစီကံကြသောဒီမိုကရေစီတည်ဆောက်ရေးသို့ဥတီမိအဆင့်9ဆင့်ပါထွက်ပေါက်တည်နေကဗျူဟာတွင်အရေးအကြီးဆုံးအခြေခံဖြစ်သည်။ထိုဖွဲ့စည်းပုံကိုရခင်စစ်အုပ်စုစုပေါင်းဖန်တီးသည်ဟု မြင်နိုင်တော်လဲဗိုလ်ချုပ်မှုကြီးတန်းချွေသည်စစ်အုပ်စုအကြီးအကဲနှင့်စစ်တပ်အကြီးအကဲအဖြစ်ထိုးဖွဲ့စည်းပုံအခြေခံဥပဒေ၏ပြီးသူကဖြစ်သည်ဗိုလ်ချုပ်မှုကြီးတန်းချွေသည်နိုင်ငံရေးတွင်စစ်တပ်ကဥဆောင်မှုကဏ္ဍမှအမြဲတမ်းပါဝင်ရေးအဓိကလမ်းကြောင်းအပါအဝင်စစ်တပ်၏နိုင်ငံရေးတည်နှင်ကဗျူဟာ၏ပြီးသူကဖြစ်လင်ဗိုလ်ချုပ်ကြီးမှသမရဖြစ်လာသူဦးသိန်းစိန်သည်ထိုးဖွဲ့စည်းပုံကိုအဓိကအကောင့်တဲဖော်သူဖြစ်သည်ဗိုလ်ချုပ်မှုကြီးတန်းချွေကသူ၏စစ်အုပ်စုကိုနိုင်ငံတော်အေးဂျင့်တော်ရရင်းနှင့်ဖွံ့ဖြိုးရေးကောင်စီအဖြစ် ပြန်လည်ဖွဲ့စည်းသော1998ခုနှစ်တွင်ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန်သည်စစ်အုပ်စု၏အဓိကအဖွဲ့ဝင်ဖြစ်လာသည်နိုင်ငံ၏အယူဆအပါဝင်ထိုတင်နေကဗျူဟာကိုအကောင့်တဲ့ပေါ်ရန်ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန်သည်အနာဂတ်2006ခုနှစ်ဖွဲ့စည်းပုံရေးဆွဲရန်တာဝန်ပေးထားသည့်စစ်အုပ်စု၏အမျိုးသားညီလာခံကို2003ခုနှစ်တွင်မှစတင်ပြီးလမ်းညွှန်သည်သူသည်2004ခုနှစ်တွင်စစ်အုပ်စုအထွန်းရင်းမှုတစ်ဖြစ်လာပြီး2008ခုနှစ်တွင်ဝန်ကြီးချုပ်ဖြစ်လာသည်နောက်တစ်နှစ်ကြာသောအခါဗိုလ်ချုပ်ကြီးသိန်းစိန်သည် ီမိုကရေစီနီးလမ်းမကျသောဖွဲ့စည်းပုံကိုဆန္ဒခံယူပွဲဖြစ်တရားဝင်အတည်ပြုသည့်တာဝန်ကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့သည်ထို့ဆန္ဒခံယူပွဲကိုအေယော်ဝတီတိုင်းနှင့်ရန်ကုန်တိုင်းတွင်လူပေါင်း33,000ကျော်ကျော်တည်ဆုံးစေသည့်နာဂစ်ဆိုက်ကလုန်းမုန်တိုင်းအပြီးတပတ်ကြာတွင်ကျင်းပခဲ့သောကြောင့်ထို့ဖွဲ့စည်းပုံကိုနာဂစ်ဖွဲ့စည်းပုံဟုလည်းလူသိများသည်မြို့သို့ဆိုစေကောင်မူထို့ကိစ္စသည်စစ်တပ်၏လမ်းပြမြေပုံကိုအကောင့်တဲဖော်ရရင်းအရေးပါသောခြေလှမ်းတစ်ခုဖြစ်သည် ဗိုလ်ချုပ်ကြီးသိန်းစိန်သည်သူ၏ရည်မှန်းချက်ကိုအကောင့်ထဲဖော်နိုင်သောကြောင့်ထိုအချိန်မတိုင်မီကပင်ဗိုလ်ချုပ်မှုကြီးတန်းရွှေသည်သူ့ကိုအနာဂတ်သမ္မတအဖြစ်မြင်နေခဲ့ပုံရသည်စစ်ဗိုလ်ချုပ်တို့အုပ်ထက်အကြောင်းအစီအရာတဦးနှင့်တူသောဦးသိန်းစိန်သည်လာမည့်နိုင်ငံရေးတိုက်ပွဲတွင်လူထုထောက်ခံမှုများသောဒေါအောင်ဆန်းစုကြည်ကိုရှေ့မုံရန်ပြီးပြည့်စုံသူဖြစ်သည်ဟုလည်းမြင်နေခဲ့မည်ကိုတန်တရားရှိရန်မလိုပေဦးသိန်းစိန်သမ္မတရာထူးရလာသည့်အထိဒေါအောင်ဆန်းစုကြည်သည်နိုင်ငံရေးအကျဉ်းသားသာဖြစ်နေသေးသည်၂၀၀၃ခုနှစ်တွင်ဦးသိန်းစိန်ကိုစစ်အုပ်စုအတွင်းရေးမှူးနှင့်ရာထူးတို့ ဒိုးပေပြီးလာအနေငယ်အကြာဒေါအောင်စစုကြည်ရင်တန်းကိုစစ်အုပ်စုကဖွဲ့စည်းထားပေးသည့်လူရန်ကားအုပ်စုကစကိုင်းတိုင်းတပည့်ရင်တိုက်ခိုက်သည်ထိုရှောင်းမြောင်းတိုက်ခိုက်မှုတွင်ဒေါအောင်စစုကြည်ပုတ်ကတိကလွတ်မြောက်ပြီးထိုတိုက်ခိုက်မှုသည်လောက်ကျန်တက်ဖြတ်ရန်အားထုတ်မှုအဖြစ်ကြဲကြဲပြန့်ပြန့်တတ်မှတ်ကြသည်ထိုအကြမ်းဖက်လုပ်ရတွင်ဒေါအောင်စစုကြည်ကိုထောက်ခံသူဒါဇင်ပေါင်းများစွာတေဆုံးသည်2010ခုနှစ်ဧပြီလတွင်ဦးသိန်းစိန်သည်ဗိုလ်ချုပ်ကြီးရာထူးဖြစ်စစ်တပ်မှအငြင်းစားယူပြီးဗိုလ်ချုပ်မှူးကြီးတန်းရှိက လူမှုရေးအဖွဲ့အစည်းဟုဆိုကဖွဲ့ခဲ့သောအဖွဲ့ကိုပြည်တော်စုကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီအဖြစ်အသွင်ပြောင်းပြီးပထမဆုံးဥက္ကဋ္ဌဖြစ်လာသည်ထိုနှစ်နိုဝင်ဘာ9ရက်နေ့တွင်စေအုပ်စုသည်အထွေထွေရွေးကောက်ပွဲကျင်းပပြီး USDB ကအပြည့်အသက်အနိုင်ရတော့လဲထိုရွေးကောက်ပွဲကို NLD အခြားအဓိကတိုင်းရင်းသားပါတီများနဲ့နိုင်ငံရေးပါတီများကတပိတ်မှောက်ကြသည် USDB ဥက္ကဋ္ဌဦးသိန်းစိန်နှင့်သူ့အဖွဲ့သည်ရွေးကောက်ပွဲအောင်ပွဲခံသောညတွင်ဒေါအောင်ဆန်းစုကြည်မှသူမ၏နေအိမ်တွင်အကျဉ်းသားအဖြစ်သာရှိနေသေးသည် နောက်လျှောက်ရကြသောအခါဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးသည်တမရဖြစ်လာမည်ဥသိမ့်စိန်ဟိထိုအချိန်ထိအောင်မြင်မှုဆိုသည်များအားမိမိတို့မိတ်မထားသင့်ပေရခင်စစ်အုပ်စုအတွင်းရင်မှုတစ်အဖြစ်တန်းရွှေနှင့်မောင်ဤပြည်လင်တတရအဆင့်အမြင့်ဆုံးအရာရှိနှင့်စစ်အုပ်စုဝန်ကြီးချုပ်အဖြစ်သူသည်လွန်ခဲ့သောဆယ်စုနှစ်ကအထူးသဖြင့်2003ခုနှစ်နောက်ပိုင်းဖြစ်ပွားခဲ့သည့်ကိစ္စများအတွက်တာဝန်ကြီးမားစွာရှိသည်အထူးသဖြင့်ရွှေဝါရောင်ဒေါ်လာရည်တွင်တန်ကာတော်မြားကိုစစ်အုပ်စုကအကြမ်းဖက်နှိမ်နင်းမှုအတွက်တာဝန်ရှိသည် အထူးသဖြင့်စိုက်ကလုံးနာခဲ့ပြီးပြီးချင်းနိုင်ငံတကာအကူအညီများကိုစနစ်တကျပိတ်ဆို့မှုအတွက်တာဝန်ရှိသည်သူသည်ဝန်ကြီးချုပ်အနေဖြင့်စစ်အုပ်စုသဘာဝဘေးအန်ဒရယ်ကြိုတင်ကာဝေးရေးဗဟိုကော်မတီဥက္ကဋ္ဌဖြစ်သည်နိုင်ငံရေးဖိနှိပ်မှုများအပါအဝင်စစ်အုပ်စုအခြားလုပ်ရပ်များအတွက်လည်းတာဝန်ရှိသည်2012ခုနှစ်မတ်လတွင်ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်သည်စီစဉ်ထားသည့်အတိုင်းတမရဖြစ်လာသည်ထို့ဖြစ်ရသည့်စစ်အုပ်စုလမ်းပြမြေပေါ်အဓိကအားဖြင့်ဗိုလ်ချုပ်မှုကြီးတန်းကျွေကရေးဆွဲပြီးဦးသိန်းစိန်ကအကောင့်ထဲပေါ်သည့်စစ်အုပ်စု၏လမ်းပြမြေပုံတွင်နောက်ထပ်ရှေ့လမ်းဖြစ်သည့ ၎င်းသည်မြန်မာနိုင်ငံအတွက်ခေတ်သစ်ဖြစ်သည်ဗိုလ်ချုပ်ကြီးများသည်သူတို့စီစဉ်ထားသည့်အရာအားလုံးကိုအောင်မြင်အောင်လုပ်နိုင်ကြသည်စစ်တပ်ကိုမျက်နှာသာပေးသောဖွဲ့စည်းပုံစစ်တပ်၏နိုင်ငံရေးလမ်းကြောင်းကိုပုံမှန်လျှောက်ဆတွင်ထည့်သွင်းခြင်းဦးတန်းရွှေစိတ်တန်းကြရွေးချယ်ထားသောဦးသိန်းစိန်အယက်သားသမရဖြစ်လာခြင်းစစ်အုပ်စုကဖမ်းဆီးထားသောဒေါ်ဆန်းစုကြည်ကိုလွတ်ပေးခြင်းဖြင့်နိုင်ငံတကာအတိုက်အဝန်းကိုကျေနပ်စေခြင်းတို့ပင်ဖြစ်သည်ထို့အခါမြန်မာနိုင်ငံသည်ပုံမှန်နိုင်ငံဖြစ်လာခဲ့သည်ပြုပြင်ပြောင်းလဲရေးသမားခေတ် ဦးသိန်းစိန်တွင်အောင်မြင်အောင်လှုပ်ဆောင်ရမည့်ခက်ခဲသောကိစ္စတစ်ခုရှိနေခဲ့သည်ပြည်ပင်ပြောင်းလဲရေးဖြင့်ဟန်ဆောင်တရုတ်ဖော်ထားတော်လဲစစ်အုပ်စုအလိုကျလုံနေစေဖြစ်သောထိုနိုင်ငံ၏အခင်းအကျင်းသစ်တွင်သူ၏အဓိကတာဝန်မှာစစ်တပ်လွှမ်းမိုးသောအရက်သားအစိုးရအောက်တွင်တိုင်းပြည်ကိုတကားဖွင့်ပေးရန်ဖြစ်သည်ထိုသို့လုံရန်အတွက်သူသည်ချိန်ခွင်ရှာညီမြအောင်လှုပ်ဆောင်ရန်လိုသည်နိုင်ငံရေးပြည်ပင်ပြောင်းလဲမှုနှင့်ထိုသို့လုံရာတွင်စစ်တပ်၏ဥဆောင်မှုအခမ်းကဏ္ဍကိုဆက်လက်ထိန်းသိမ်းထားရေးဖြစ်သည်အနည်းချုပ်အားဖြင့်ဆိုရပါကသူသည် ်စစ်တပ်ကဆက်လက်လွှမ်းမိုးရှုတ်ကန်ထားနိုင်သည့်အတိုင်းအတာအထိနိုင်ငံကိုပြည်ပြင်ပြောင်းလဲရန်ဖြစ်သည်ထိုအယူဝါဒသည်သူ၏ဆရာသမားဦးတန်းရွှေသူကိုယ်တိုင်နှင့်အခြားဗိုလ်ချုပ်များအားလုံးကလွန်ခဲ့သောဆယ်စုနှစ်အတွင်း၎င်းတို့စစ်တပ်အဖွဲ့စည်းအတွက်ဖော်ဆောင်ခဲ့မှုသာဖြစ်သည်တမရဦးသိန်းစိန်သည်မြည်သည့်အခါများစီးမကျော်ပြီးသူသည်မြန်မာပြည်သူနှင့်ဒီမိုကရေစီအင်အားစုကတောင်းဆိုသည့်နိုင်ငံရေးတွင်စစ်တပ်အခမ်းအကဏ္ဍချော့ချရေးကဲ့သို့သောအခြေခံကြသည့်ပြည်ပြင်ပြောင်းလဲမှုများကိုမလုပ်ခဲ့ပေစစ်တပ်၏လမ်းကြောင်းကို အဓိကအကောင့်တဲ့ဖော်သူအနေဖြင့်သူသည်စစ်တပ်ကိုတစ်ဆာရှိသည်ညီတို့ဆိုသည်သူ၏အရသားတပိုင်းအစိုးရကအကောင့်တဲ့ဖော်သည့်အကန့်အသတ်ဖြင့်ပြုပြင်ပြောင်းလဲရေးသည်ပင်သူ့ကိုပြုပြင်ပြောင်းလဲရေးသမ္မတကြီးဆိုသည့်ဂုံဘုတ်ကိုရစေခဲ့သည်သူ့ကိုမြန်မာနိုင်ငံ၏မီခေဂေါ်ဘာချော့ဟုခေါ်ကြပြီးလက်တွေ့တွင်လည်းတရားမျှတသောနှိုင်းချင်ပြောကြားချက်ဖြစ်သည်အမေရိကန်သမ္မတဘောရက်အိုဘားမားကပင်ပြုပြင်ပြောင်းလဲရေးအသိအမှတ်ပြုပြီးအမောင်တို့တွေကိုနှစ်ပေါင်းများစွာတွေ့ပြီးနောက်ကျွန်တော်တို့တိုးတက်မှုကလေးဖျက်ခနဲလက်လာတာကို မြင်လိုက်ရတယ်ဟုပြောသည်သို့သောကြိုးကြောင်းစီလျော်စွာစဉ်စားတတ်ဆုံးသူများသည်ထိုဖြက်ခနဲလက်သည့်တိုးတက်မှုအလင်းရောင်လေးသည်စစ်မှန်ကျေပြန်သောဒီမိုကရေစီပြည်ပြင်ပြောင်းလဲရေးမီးတောက်ကြီးဖြစ်လာမလားကိုတန်တရားရှိကြသည်ဘုံချုပ်ကြီးဟောင်းတမနာဦးသိန်းစိန်သည်ပြည်ပြင်ပြောင်းလဲရေးသမားဖြစ်လာသောအခါသူ၏အစိုးရတွင်အဓိကတာဝန်ကျသောဝင်ကြီးများအဖြစ်တာဝန်ထမ်းဆောင်နေသောဝင်ကြီးများသည်လည်း၎င်းတို့ကို၎င်းတို့ပြုပြင်ပြောင်းလဲသမားအဖြစ်ခန့်အပ်လိုက်တော်သည်ထို့သို့လုံလိုက်ခြင်းကြောင့် ၎င်းတို့သည်နေရအနှံ့ပြားမှရိုသေလေးစားမှုများရရှိလာကြသည် နိုင်ငံတကာကောင်းဆောင်များက၎င်းတို့ကို လေးစားကြသည်တာဒမန်များက၎င်းတို့ကိုရှိကြသည် ပြည်တွင်းပြည်ပပညာရှင်များပညာရှင်ဆိုသူများအပါအဝင်သည်၎င်းတို့၏အသိပညာဆိုင်ရာအသေးစိတ်သရုပ်ခွဲမှုများကိုပြစ်ပယ်ပြီးခံစားမှုနောက်သို့လိုက်ကြလေသည်ပြည်တွင်းပြည်ပမှသတင်းသမားများနှင့်အခြားပညာရှင်များသည်လည်းထိုအသည့်အစမ်းဖြစ်ပုံရသောအစိုးရကိုလိမ့်လာရှိကြရာတွင်ဝေဖန်ဆန်းစစ်သည့်အတွေ့အခေါ်များကိုစွန့်လွှတ်လိုက်ကြသည် အတော်ရည်စရာကောင်းသည်မှာထိုခေတ်ကမြန်မာနိုင်ငံတွင်သူတို့ကိုသူတို့စစ်အရာရှိအငိမ့်သာပြုပြင်ပြောင်းလဲသမားဟုဆိုသူများသည်ယခင်ကလည်းတံပိုးကြီးစွာပေးဆက်ခဲ့ပြီးဆက်လက်၍လည်းပေးဆက်နေဆဲဖြစ်သောလွတ်လပ်မှုနှင့်ဒီမိုကရေစီတိုက်ပွဲဝင်သူများထပ်ပင်ပို၍ရေပန်းစားနေခြင်းဖြစ်သည်ထိုလွတ်လပ်မှုနှင့်ဒီမိုကရေစီတိုက်ပွဲဝင်သူများသည်လွန်ခဲ့သောဆယ်စုနှစ်များအတွင်းဒီမိုကရေစီလိုလားသည့်အာဏာရှင်စနစ်စကျင်ရေးတိုက်ပွဲများအတွက်ထောင်များတွင်သေလူမျိုးပါခံစားခဲ့ရသည်ပြည်ပသို့ထွက်ပြေးသို့မဟုတ်စစ်မြေပြင်များတွင်ဒဏ်ရာရသို့မဟုတ် တက်ဖြတ်ခံကြရသည်လှည့်စားခံရသူများသို့မဟုတ်ရိုးရိုးသားသားနားမလည်သူများသည်အရှိန်အဟိချုပ်ထွေးမှုကြောင့်ဘာမှမမြင်နိုင်တော့ပေဦးသိန်းစိန်ဤတာဝန်မှာအပေါ်ရန်အပြောင်းလဲများကိုသာအကောင့်တဲ့ဖော်ရန်သာဖြစ်ပြီးစစ်တပ်၏လမ်းကြောင်းကိုပြောင်းလဲသွားစေမည်အရှိန်ခံကြသောအပြောင်းလဲဖြစ်စနစ်အပြောင်းလဲကိုလုပ်ရန်မဟုတ်ပေဦးသိန်းစိန်ဤပြည်ပြောင်းလဲရေးအားထုတ်မှုများသည်ခိုင်မာသော အရှိန်ခံပေါ်တွင်တိစောက်ထားခြင်းမရှိသည်ကိုထို့သို့သောရည်ကြည်သူများမသိနိုင်ကြပေသို့သောတာမန်မြန်မာပြည်သူများက၎င်းတို့ကိုယ်တိအတွေ့အကြုံများနှင့် စစ်အာဏာရှင်စနစ်ဤဗီဇကိုမစိုးထားနဲ့ဗိုလ်ချုပ်မှသမရဖြစ်လာသူဦးသိန်းစိန်နဲ့စစ်တပ်အငြိမ်းစားပြည်ပြင်ပြောင်းလဲသမားများနဲ့ပတ်သက်သည့်၎င်းတို့၏အလိုလျောက်သိမြင်မှုကိုအရှိခံကထိုးအရှိနေဟာကောင်းစွာသဘောပေါက်သည်ပြည်သူများ၏ဘဝအသည့်သည်သမရဦးသိန်းစိန်ထံအညံ့ခံရေးသမားများပညာရှင်များဦးသိန်းစိန်2011ခုနှစ်မှ2016ခုနှစ်အထိသမရဖြစ်နေစဉ်သူ့အနီးတွင်ဝန်းရံနေသူများနှင့်လွန်စွာကွဲပြားခြားနားနေသည်သမရဦးသိန်းစိန်၏ပြည်ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည်မြည်သည့်အခါကမျှ စစ်မှန်သောဒီမိုကရေစီပြည်ပြင်ပြောင်းလဲရေးတို့ဥတီခြင်းမရှိဘဲစစ်တပ်လိုလားသောဖွဲ့စည်းပုံအောက်မှကပြားဒီမိုကရေစီကိုသာဥတီသည်၎င်း၏ရည်မှန်းချက်သည်ပြည်သူလူထု၏မျှော်မှန်းချက်များနှင့်ကိုက်ညီခြင်းမရှိဘဲ၎င်း၏အန်တီမှရည်မှန်းချက်မှာစစ်တပ်နှင့်စစ်တပ်လက်ဝေးကံပါတီကနိုင်ငံကိုဆက်လက်အုပ်ချုပ်ရေးသာဖြစ်သည်နောက်ဆုံးတွင်သမ္မတဦးသိန်းစိန်သည်ထိုရည်မှန်းချက်ပန်းနိုင်ကိုအောင်မြင်စွာအကောင့်တဲဖော်နိုင်ခြင်းမရှိတော့ပေကဲတင်ရှင်ဦးသိန်းစိန်ခေါင်းဆောင်မှုအောက်မှ USDB သည် NLD နှင့်ရွေးကောက်ပွဲစစ်မျက်နှာနှစ်ခုစလုံးတွင်ရှုံးသည်2012ကြားပြတ်ရွေးကောက်ပွဲနှင့်2015အထွေထွေရွေးကောက်ပွဲတွင်ရှုံးနေသည်သူ၏ရုပ်သေးဆရာကြီးဗိုလ်ချုပ်မူကြီးတန်းရွှေ၏ရီမန်းချက်ဖြစ်သောတမရဦးသိန်းစိန်ကဒေါ်စန်းစုကြည်ကိုနိုင်ငံရေးအရာရှေမောင်းလိုက်ပြီဆိုသည့်အချက်လည်းအကောင့်ထဲပေါ်မလာခဲ့ပြီသို့တော်ထိုကိစ္စသည်ဦးသိန်းစိန်အမသက်သက်မဟုတ်ပေမြန်မာပြည်သူအများစုသည်1990ခုနှစ်ကမြန်မာဆိုရှယ်လစ်လမ်းစဲပါတီမှအမည်ပြောင်းခဲ့သောတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီအပါအဝင် စစ်တပ်ကြောတော့နောက်ခံပြုပါတီများကိုစစ်ကောင်းဆောင်များနဲ့စေအုပ်စုကိုမုံတကဲ့သို့မုံတိကြသည်ထို့ကြောင့်မြည်သည့်လွတ်လပ်မြတ်တာသည့်ရွေးကောက်ပွဲတွင်မြစစ်တပ်ကြောတော့နောက်ခံပြုပါတီများနိုင်ရန်မြည်သည့်အလားအလာမျှမရှိပေ2015ရွေးကောက်ပွဲတွင်သူတို့ကိုယ်တိုင်နှင့်သူတို့၏ပါတီသည်ရှုံးနိမ်ပြီးနောက်တမရအူသိန်းစင်ကိုယ်တိုင်ဇက်စင်မှဆင်းရသည်ထို့ရွေးကောက်ပွဲပြီးနောက် NLD သည်စေစုနှင့်၅ခုကျော်အတွင်းပထမဆုံးအရက်သားအစိုးရကိုဖွဲ့စည်းနိုင်ခဲ့သည် ဖွဲ့စည်းပုံကိုပြုပြင်ပြီးစစ်တပ်၏အထူးနိုင်ငံရေးအာဏာကိုရှော့ရှာရန်ကြိုးစားသည့်အာဏာရ NLD အစိုးရထံမှချိန်ချောက်မှုအစ်စ်ကိုစစ်တပ်ကခံစားရသည်2020ခုနှစ်သို့ရောက်သောအခါ USDB သည်ဥက္ကဋ္ဌသည့်အောက်တွင်ခောက်ခွက်လန်ရှုံးပြန်သည်အထွေထွေရွေးကောက်ပွဲနှစ်ကြိမ်ရှုံးပြီးသောအခါလက်ဝေကန်ပါတီဖြင့်တိုင်းပြည်ကိုအုပ်ချုပ်ရန်စစ်အုပ်စု၏အကြံစီမအောင်မြင်ကြောင်းထင်ရှားလာသည်သို့သောစစ်တပ်၏နိုင်ငံရေးအယူဝါဒကိုဆက်အကောင့်တဲ့ဖော်ရန်ဒုတိယလမ်းကြောင်းရှိပြီးဖြစ်က၎င်းမှာ စစ်အာဏာသိမ်းခြင်းပဲဖြစ်သည်ထိုနီးလန်းကိုရွေးချယ်မည်မှာဟုတ်ဟုကြော်ကြားသောမြန်မာအရေးလေးတာသူများနှင့်ပညာရှင်များအပါအဝင်လူအများအပြားကယူဆထားသည်ထို့သောဖြစ်ရခြင်းမှာစစ်ကောင်းဆောင်များနှင့်ဗိုလ်ချုပ်ဟောင်းများ၏စိတ်တက်အခြေခံကိုသို့မဟုတ်အထက်ဖော်ပြပါစစ်တပ်၏နိုင်ငံရေးအယူဝါဒကိုနားမလည်သောကြောင့်ဖြစ်သည်ယခုအခါစစ်တပ်အကြီးအကဲမင်းအောင်လှိုင်၏အလှည့်ကြောက်လာပြီဖြစ်သည်စစ်တပ်နှင့်စစ်တပ်၏နိုင်ငံရေးလမ်းကြောင်းကိုအရသာအစိုးရလက်မှကဲတင်ရန်မှာသူ၏တာဝန်ဖြစ်လာသည် အယက်သားအစိုးရရှေ့တိုးလှုပ်ဆောင်မှုများကိုလက်ဦးမှုရယူရန်မဲအောင်နိုင်သည့်အသည့်ရွေးချယ်ခံရသောလွှတ်တော်ကိုမြန်မာနိုင်ငံမြို့တော်နေပြည်တော်တွင်မခေါ်ယူမီနိုင်ပိုင်းအလို့တွင် အာဏာသိမ်းလိုက်သည်ရွေးကောက်ခံ အစိုးရခေါင်းဆောင်များနှင့်အစင့်မြင့်အရာရှိအားလုံးဒီပါအဖမ်းခံရသည် ထုံးသစ္စာဒီမိုကရေစီသည်တပ်ဖြတ်ခံရပြီးတိုင်းပြည်အနာဂတ်အပဝင်အရာရာကိုထုံလို့ရတဲ့ခုတည်းဖြင့်ဖျက်ဆီးခံလိုက်ရသည်ဖျက်ခံနေမြင်ရသည့်တိုးတက်မှုအလင်းရောင်များမြည်သည့်နေရာသို့ရောက်ကုန်သည် အာနာသိန်းသူကြီးအကိုကြီးများစီနီယာများမြည်သည့်အရက်ရောက်ကုန်သည်မင်းအွန်လိုင်းကို2011တွင်စစ်တပ်အကြီးအကဲအဖြစ်ခန့်အပ်သည့်ဦးတန်းရှိမြည်သည့်အရက်ရောက်နေသည်သူတမရအဖြစ်တာဝန်ယူစဉ်မင်းအွန်လိုင်းကတရင်ပို့ရသည့်ပြည်ပြင်ပြောင်းလဲရေးတမနာကြီးဦးသိန်းစိန်မြည်သည့်အရက်ရောက်နေသည်၎င်းတို့အားလုံးသည်ဖေဖော်ဝါရီလအာနာသိမ့်မှုနောက်ပိုင်းတွင်ဝစီဘိတ်ကျင့်နေပုံရသည်။သို့သောလက်တွေ့တွင်၎င်းတို့သည်ဝစီဘိတ်ကျင့်မနေကြောင်း ၎င်းတို့၏လူရည်များကအထင်အရှားပြသနေသည်လက်ရှိစစ်ကောင်စီအစိုးရမှဝင်ကြီးအ ਨੇ ဆုံးရှောက်ဦးသည်ဥသိမ်းစဉ်အစိုးရမှဝင်ကြီးဟောင်းများဖြစ်ကြသည်နိုင်ငံခြားရေးဝင်ကြီးဥဝဏမောင်လည်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝင်ကြီးဦးခင်ရီဗဏ္ဍာရေးဝင်ကြီးဦးဝင်းရှိန်ကုံသွေးရေးဝင်ကြီးဒေါက်တာပွင့်စန်းလျက်စစ်စွမ်းအားဝင်ကြီးဦးအောင်တန်းဦးနှင့်ပြန်ကြားရေးဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝင်ကြီးဦးမမောင်အောင်တို့ဖြစ်သည်ဦးမမောင်အောင်မှအပကျန်းသူအားလုံးသည် ဦးသိန်းစင်အစိုးရလက်ထက်ကခန့်အပ်ခံရသော ဝင်ကြီးဌာနများတွင်သာခန့်အပ်ခံရသည်ရခိုင်ဘုံမှုချုပ်ဟောင်းနှင့်ရဲချုပ်ဟောင်းဦးခင်ရင်သည်လက်ရှိ USDB ဒုဥက္ကဋ္ဌဖြစ်သည်သူသည်ဦးသိန်းစင်အစိုးရတွင်အဓိကကြသည့်ဝင်ကြီးတဦးဖြစ်ပြီးအခြားအဓိကကြသောတမလာယုံဝင်ကြီးများဖြစ်သည့်ရေတက်ဘုံချုပ်ဟောင်းဦးစိုးသိန်းနှင့်ဘုံချုပ်အောင်မင်းတို့နှင့်လက်တွဲဆောင်ရွက်ခဲ့သူဖြစ်သည်၎င်းတို့အားလုံးသည်ဦးသိန်းစင်အောက်တွင်နိုင်ငံတကာဖွင့်လာခြင်းအတွက်တန်တမာများနှင့် ပြည်တွင်းပြည်ပပညာရှင်များကပြည်ပြောင်းလဲသမများအဖြစ်ချီးကျူးဂုဏ်ပြုခံရသူများဖြစ်သည်ဥမမောင်အုံးကိုဥသိန်းစိန်ကရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်ခဲ့သည်ယခုအခါထိုပြည်ပြောင်းလဲသမများမြည်သည့်နေရာတွင်ရက်တည်နေကြသည်ယုံကြည်အားထားရသောတရင်ချင်းများ၏အဆိုအရနောက်ထပ်ဝန်ကြီးများသည်စစ်အာဏာသိမ်းမှုအပြီး6လအကြာတွင်မဲအောင်လိုင်းထူထောင်လိုက်သောအိမ်ဆောင်အစိုးရနှင့်ပူးပေါင်းရန်အချိန်အခါကိုစောင့်နေကြသည်အခြားသူများကလည်းစစ်ကောင်စီကနှစ်နှစ်အတွင်းကျင်းပမည်ဆိုသည့်ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမိအစိုးရကိုစိတ်ချေချေစောင့်နေသည်ဟုစာရေးသူကိုပြောသည်အာနာသိန်းစစ်ကောင်စီအိမ်ဆောင်အစိုးရတွင်ရခင်စစ်အုပ်စုဝင်ကြီးအများအပြားပါဝင်နေခြင်းသည်စစ်အာနာသိန်းမှုနှင့်ပတ်သက်ပြီးဗိုလ်ချုပ်ဟောင်းမြနှင့်ရခင်ဦးသိန်းစိန်အစိုးရတစ်ခုလုံးအနေဖြင့်လူသည့်ချင်ကြားဖြစ်စီတိတ်တဆိတ်ဖြစ်စီမိမြပျော်ရွှင်မြူးတူးနေသည်ကို ပြတ်တနေသည့်အထောက်ထားဖြစ်သည်၎င်းတို့အတွက်မင်းအောင်လိုင်းသည်စစ်တပ်က၎င်းတို့ရာတင်သည်ဟု၎င်းတို့ဘာသာထင်သည် နိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍသို့မဟုတ်နိုင်ငံကို မပြိုကွဲအောင်ကာကွယ်နိုင်သောတစ်ခုတည်းသောအဖွဲ့အစည်းဆိုသည့်အဆင့်အကျွင်းမဲ့စစ်အာဏာရှင်စနစ်ကို ပြန်လည်ထိန်းသိမ်းပေးသည့်ကယ်တင်ရှင်ဖြစ်သည်၎င်းတို့အတွက်တရားဝင်မှုမဝင်မှု ပြဿနာဆိုသည့်မျိုးမရှိပေတန်းရွှေနှင့်တင်းစိန်တို့သည်မင်းအွန်လိုင်းအာဏာသိမ်းမှုနှင့်ပတ်သက်ပြီးမေးခွန်းထုတ်ရန်အကြောင်းမရှိပေသူသည်စစ်တပ်၏နိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍပြန်လည်ထိန်းသိမ်းရန်အာဏာသိမ်းသည်ထို့အခမ်းကဏ္ဍများသည့် ၎င်းတို့ဖွင့်ဆိုပြီးအကောင့်တွေပေါ်ရန်ကာကွယ်ခဲ့သောအခန်းကဏ္ဍဖြစ်သည်၎င်းတို့သည်မင်းအောင်လိုင်အတွက်ဂုံယူကြမည်မှာတေချာသည်ယခုအခါစစ်တပ်အကြီးအကဲသည်၎င်းတို့အားလုံး၏တူညီသောရည်မှန်းချက်ကိုဆက်လက်အကောင့်တွေပေါ်ရန်အကျွေးမဲ့အာဏာရှိနေပြီဖြစ်သည်တန်းရွှေသည်စစ်တပ်၏နိုင်ငံရေးလမ်းကြောင်းကို2008ဖွဲ့စည်းပုံမှတဆင့်ဖန်တီးသူအဖြစ်နှင့်တိမ့်စိန်သည်၎င်းကိုပထမဆုံးအကောင့်တွေပေါ်သူအဖြစ်မိမိတို့တွေ့ရှိထားတော်လဲမင်းအောင်လိုင်သည်ယခုအခါစစ်အုပ်စုကြီးကဲတင်ရှင်ဖြစ်လာပြီး မြန်မာနိုင်ငံသည်ထွန်းသစ်စဒီမိုကရေစီနိုင်ငံမှစစ်အုပ်ချုပ်ရေးနိုင်ငံပြန်ဖြစ်သွားသည်ပုံမတိတိကျကျပြောရပါကစစ်အာဏာရှင်စနစ်အောက်ကျရောက်သွားသည်လက်တွေ့ရကြပြောရရင်ထို့ဘိုးချုပ်၃ဦးသည်မြန်မာနိုင်ငံရေးနယ်ပယ်တွင်စစ်တပ်ကစစ်တပ်မပိတာပဲဥဆောင်အခန်းကဏ္ဍမှာပါဝင်ရေးလမ်းကြောင်းတွင်ပူးပေါင်းဆောင်ရွက်ခဲ့သူများသာဖြစ်သည်၎င်းတို့သည်၎င်းတို့အာဏာကိုအချိန်အကန့်အသတ်မရှိချုပ်ကင်နိုင်ရင်းနှင့်နိုင်ငံတွင်းမှအခြားသူများအားလုံးထက်အခွင့်ထူးများခံစားနိုင်ရေးအတွက် ဥပဒေရန်တော်တော်ကိုထူထောင်ရန်လှုပ်ဆောင်ခဲ့သည်။၎င်းတို့လုံသမျှအရာရာသည် ပြည်သူဆန္ဒနှင့်စန့်ကျင်နေသည်။၎င်းတို့သည် တိုင်းပြည်၏ဒီမိုကရေစီမြည်သည့်တောက်ပသော အနာဂတ်မဆိုနှင့် ပြည်သူများ၏မြည်သည့်ရည်မှန်းချက်ကိုမဆိုဖျက်ဆီးသူများဖြစ်သည်။ဆောင်းပါရှင်နိုင်ခိအဆုံးထိနားတော်မိတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်းပါများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီး ဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြေတရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်